ကြိုက်ဆုံးကနန်းတစ်ခွက်ပြမယ်ဒီကနန်းကျွန်တော်စောင့်နေတာပဲကလနာအစ်စ်နဲ့ပြရမလားအဟောင်းနဲ့ပြရမလားဒီအဟောင်းနဲ့ပဲကောင်းပါ့စောင့်နေတာပဲဒီဘွဲကိုစော်မယ်လို့ကျွန်တော်တို့မိတ်ဆွေတွေသတိထားမိမှာပေါ့ဒီ၅ဆုံးခုနှစ်တဲက6ကြိမ်ပါခွန်ထိပ်စည်းတွေထွက်နှစ်၄6ကြိမ်ပါเนาะအဲ့ဒီ၅ဆုံးနဲ့ခုနှစ်နှစ်၄6ကြိမ်ပါခွန်ထိပ်စည်းတွေသူထွက်နေเนาะ ။ဘာကြောင့်ထွက်လဲမသိဘူး။အခုကျွန်တော်ဒီနေရာမှာခွန်ထိပ်စည်းနဲ့ကျွန်တော်ထည့်မယ်ခွန်တစ်တစ်ဆိုတဲ့ကဏ္ဍတစ်ခုကျွန်တော်ထည့်တော့ထည့်ပဲချမှာအဲ့ကဏ္ဍနော်။ဘာလို့တော့ဆိုတော့အဲ့ဒီ site ကကျွန်တော်ဒီမှာခွန်နောက်ပိတ်၃နှစ်ကျော်ခွန်နောက်ပိတ်၃လုံးစင်ထားတယ်နော်။ငါတစ်ခွန်ရဲ့၂၉ခွန်ရဲ့တစ်တစ်ခွန်ရဲ့အဲ့ဒီခွန်နောက်ပိတ်၃လုံးဒီခွန်ရဲ့နက်ခတ်ဒီအောက်မှာကျွန်တော်တို့ တုံညာထိတ်၃လုံးရိုက်ခဲ့တာเนาะအဲ့ဒီတုံညာထိတ်ရဲ့အပေါ်မှာ तू က၉ထိတ်စီပရိတ်၄၉ကိုထိတ်စီပရိတ်၅၉ထိတ်စီပရိတ်၆เนาะသူ့ဘေးမှာတစ်ခါ၅ပရိတ်အဲသူ့ဘေးမှာ၈ပရိတ်၈ပရိတ်၈ပရိတ်ဒါပုံသေးသူရိုက်ထားတာတွေတွေရှိသေးတယ်အဲအဲ့ဒီတုံညာတွေတုံညာတွေတုံညာတွေဒီတုံညာရဲ့နက္ခတ်ခွန်ပိတ်ခွန်ပိတ်ခွန်ပိတ်တွေထည့်ပြီးတော့မှအဲ့ဒီခွန်တုံညာတဲ့တွဲကဒီနေရာမှာကျွန်တော် ြခဲ့တယ်3ညခွန်3ညခွန်3ညခွန်ဆိုပြီးဒီနေရာမှာကျွန်တော်ခွန်ပိတ်တလုံးကစားပြခဲ့တယ်မှတ်မိကြမှာပေါ့နော်အဲ့ဒီ3ညခွန်နေသူကစားသွားပြီးတော့သူအောက်မှာထပ်ကစားတယ်ကျွန်တော်တို့2ပိတ်3ပိတ်4ပိတ်ပြီးတာပဲနော်တခါပြီးပြီးတော့အဲ့ဒီအောက်မှာပရိတ်ဆုံးစီဆုံးပရိတ်စီနေရာလို့လဲယူလို့ရတယ်နော်ဒါပေမဲ့ကျွန်တော်တို့ပေါင်းရမယ် 2နဲ့8နဲ့ကိုသူကတက်ဆက်ရလို့ရိုက်တာ哦เนาะတခါ3နဲ့6နဲ့9လို့ရိုက်တာ哦เนาะအဲတက်ဆက်ပြီးပြီ9ပြီးပြီပြုခဲ့တဲ့ဘွဲ4နောက်ပိုင်းနဲ့ပရိလေး8လို့သူရိုက်သွားတာ哦အကုန်လုံးနေတယ်เนาะအဲ့တော့ခွန်2 8 9 3 6 9 4 4ဒါသူကစားကွက်အဲ့ဒီမှာအကုန်လုံးဖြစ်တယ်ဘယ်ရလာတယ်ညာတယ်မသိဘူးအဲ့ဒီပရိတ်ချစ် 2ပွင့်ချောရင်6 2ပွင့်ချောရင်4လို့ဖြစ်တဲ့အောက်မှာထွက်တဲ့ဂဏန်းနေသည်သူ့ရဲ့အရှိနော်သူ့ရဲ့အရှိကျွန်တော်တို့3နှစ်ကြော်ကဂဏန်းခုနကလည်းကျွန်တော်3နှစ်ကြော်ကဂဏန်းကိုပြောခဲ့တယ်နော်3နှစ်ကြော်ကဂဏန်း9နှစ်ချစ်တို့ပါတော့ကျွန်တော်ပြောခဲ့တယ်နော်အခုလည်းဒါက3နှစ်ကြော်ကဂဏန်းဒီမှာခုနကကျွန်တော်3နှစ်ကြော်ကဂဏန်း9ပိတ်အောက် နော်ဒီမှာ3နှစ်ကြော်ကဂဏန်း 4ဘိတ်အောင်အခု3ဘိတ်သွားလို့3နှစ်ကျော်ကကဏ္ဍဆိုပြီးကျွန်တော် ပြောပြီးတော့5နှစ်8နဲ့5နှစ်8နဲ့ခွန်4နှစ်ထုတ်တာအခုကျွန်တော်ခွန်1ပြန်ထုတ်ပြเนาะအဲ့တော့ဒီ site ကတော့ထိုးပြအောင်ထိုးခုနကကဏ္ဍနေတော့မထိုးခြင်းလည်းမထိုးနဲ့လူဆောင်ရင်းနဲ့ပဲပြတာအဲ့ဒီမှာသူစတဲခဲ့တဲ့ခွန်ခွန်ခွန် နော်ခွန်နှက်ခတ်၃ည၃ည၃ညအဲ့ဒီ၃ညတွေကလည်းအောက်မှာနော်ကျွန်တော်တို့ဒီမှာ၃ညပိတ်နှလုံး၄ပိတ်နှလုံး၃ပိတ်နှလုံးပေါ့နော်အပိတ်တူအပိတ်အပိတ်တူဘိတ်ဘေးမှာထွက်ထားခဲ့တယ်၅၄၃ဟာဒီ၃ညရဲ့နှက်ခတ်ခွန်ပိတ်လို့ရိုက်ပြီးအောက်နှစ်ဘွဲကြော်မှာ943ကိုသူထည့်တာနော်တခါသူကနေ3နှစ်ကြော်လာလိုက်4နှစ်နှစ်ကလည်း ဒီခွန်ရဲ့တုံညာရဲ့နှက်ကခွန်အပိတ်ရဲ့နှစ်ပွဲကြုံမှာထွက်တာအဲ့အခုကြံနေတဲ့တကွเนาะခွန်တစ်တစ်ကို3နှစ်ကျော်ကျွန်တော်တို့ဒီ၄ပရက်ရဲ့အောက်မှာထည့်ရမှာเนาะအဲ့တော့ခွန်ထိုက်စည်းတွေလည်းရှိတယ်မနေ့ရက်လည်းကျွန်တော်ပြောပါတယ်เนาะကျွန်တော်တို့ဒီနေ့ရမှာ63အတွဲကြပြီးတာ ਨੇ သူ့အောက်မှာခွန်ထိုက်ဒီမှာ63အတွဲကြသူ့အောက်မှာခွန်ထိုက်ထပ်ကြည့် 63နောက်တွဲအငိမ့်ဒီမှာ63နောက်တွဲသူ့အောက်မှာခွန်ထိတ်ဆိုပြီးကျွန်တော်ဟိုနေ့ကပြောခဲ့တာဒီ63နေရာသူ့ရှိနှစ်မှာ6ခါကိုဟိုကကစားခဲ့တဲ့ကစားခွက်တွေရှိတာเนาะအဲ့ဒီနေရာမှာတန်းတန်းကြီးဒီခွန်ထိတ်တွေပါလို့လာထဲနေတာတော့မသိဘူးလို့เนาะခွန်ထိတ်တွေကထဲနေတယ်အဲ့တော့အဲ့ခွန်ထိတ်တွေနဲ့ပဲကျွန်တော်တည်ထဲလိုက်မယ်ခွန်တစ်တစ်ဆိုတဲ့ကနေတကွက်ပရိတ်ကိုးဒီဘွဲမှာကစားခြင်းရင်ပေါ့လေเนาะ အဲ့အဲ့ဒီကောင်ကအခုကျွန်တော်ပြောခဲ့တာဒီ၃ခွက်ဆောင်းစင်းတယ်နော်အဲ့လိုဒီဗရိတ်၄ဗရိတ်၅ဗရိတ်၆နော်နောက်တစ်ခါဒီအောက်မှာသူကထိတ်နှလုံး၁၀ထိတ်နှလုံး၁၀ထိတ်နှလုံး၁၀အဲ့၁၀တည်းကဒီမှာ၃ည၃ည၃ညလို့ရိုက်တယ်နောက်ပေါင်း၄၅6လို့ဖြစ်တဲ့ဆောင်းကခဏအပိတ်တူပိတ်အပိတ်တူအပိတ်နော်အပိတ်တူအပိတ်ဘေးရခဏနေ့ အဲ့ဒီကနန်း၃ခွက်လုံးဒီ၃နှစ်ကျော်လိုက်ထွက်တာဒီမှာတစ်ခွက်ဒီမှာတစ်ခွက်ဒီမှာတစ်ခွက်ထည့်မလားပေါ့လေထည့်ချင်ရင်သူကထည့်လို့ရနေပြီအထောက်ကအကုန်ပြည့်ပြီနော်အဲ့တော့ခွန်ပိတ်တာနှစ်ပိတ်တာဗရိတ်ရှစ်တာခွန်၃၆တာဗရိတ်ကစီနီယာစီနီယာနဲ့သူစင်းချလာတာဟုတ်နော်ကျွန်တော်တို့ဒီပွဲမှာခွန်တစ်တစ်ဆိုတဲ့ကနန်းလေးတစ်ခွက်ထည့်ကစားနော်တင်နောက်ပိတ်နဲ့နှစ်ခွက်တော့ထိုးလိုက်ခွန်ထည့်ကြရင်ခွန်ထည့်နေတာထည့် နှစ်ကွက်သေးထိုးအဲ့ဒီ site ကိုကျွန်တော် site မတူတာတခုကျွန်တော်ပြမယ် site မတူတာတခုဆိုခုနကကျွန်တော်ပြခဲ့တာကဒီအပိတ်တူအပိတ်လို့ကျွန်တော်ပြောခဲ့တာဟုတ်နော်အပိတ်တူအပိတ်လို့ကျွန်တော်ပြောခဲ့တာဒီနှစ်ကွက်ဒီသုံးကွက်ပေါ့နော်ဒီမှာလည်းအပိတ်တူပဲအဲ့ဒါဆိုကျွန်တော်တို့အပိတ်တူအပိတ်ကိုမယူတော့ဘူး3ပိတ်နှလုံးထောင်နေပြီ4ပိတ်နှလုံးထောင်နေပြီဒီနှစ်ထဲမှာလိုက်ကြည့်လိုက်ကျွန်တော်တို့5ပိတ်နှလုံးထောင်ထားတဲ့ဘေးရကနေကြည့် အဲ့ဒီ၅ဘိတ်နှလုံးထောင်ထားတဲ့ဘေးရကဏ္ဍက၃နှစ်ကျော်မှသူလိုက်ထွက်တယ်။ဒါဆိုရင်၄ဘိတ်နှလုံးထောင်ထားတဲ့ဘေးရကဏ္ဍ၃နှစ်ကျော်သူထွက်တယ်။အခု၃ဘိတ်နှလုံးထောင်ထားတဲ့ဘေးရကဏ္ဍသည်၃နှစ်ကျော်ဒီဝဲကိုထည့်မလားထည့်လို့ရပြီနော်။ဘာလို့တော့ဆိုတော့အဲ့ဒီကဏ္ဍ၅ဘိတ်နှလုံးထောင်ထားတဲ့ဘေးရကဏ္ဍသည်၃နှစ်ကျော်လိုက်ထွက်တယ်။အဲ့ကောင်ပြန်ကြကဏ္ဍဆောင်းမှပဲသူထွက်တယ်။ဒီကွာ၄ ူ့ရဲ့မြင်းကုန်မှာ690ဆိုတဲ့ခဏကအဲ့ဒီနှစ်ထဲမှာ690လို့သူပြန်ကြထားလို့အဲ့ဒီကောင်ပြန်ကြထားလို့ပြန်ကြခဏ690ရေဇောင်းမှာ3နှစ်ကျော်ကခဏကသူကလိုက်ထွက်တာနော်တခါသူကနေုံကျွန်တော်တို့อืมပြန်ကြခဏဇောင်း၄ထိပ်စီ6ပရိတ်နော်သူကဒီပရိတ်6 လေးထိပ်စီသူ့ဘေးမှာပေါ့နော်တခါခုနကကျွန်တော်ပြောတဲ့ငါးပြီးတော့လေးပိတ်နှလုံးထောင်သူ့ဘေးရကဏ္ဍ၃နှစ်ကျော်လာရထွက်တယ်ထွက်တော့ဒီမှာ၆၄ဘေးမှာထွက်တော့ဒီမှာလဲပရိတ်၆လေးထိပ်စီသူ့ဘေးမှာထွက်ကံအဲ့ဒီ690ပြန်ကြရဲ့ဇောင်းဆိုဒီမှာ938ကလည်းပြန်ကြကြီးเนาะဒီမှာတော့ကွာ၄လို့ရိုက်တယ်938ကပြန်ကြ ပြန်ကြာကနားရဲ့ဇောင်းဆိုဒီပွဲမှာထွက်ကပ်လေးတင်ငါတဲ့อืมမသိသေးဘူးเนาะကြွင်ပြပေးပါမယ်အခုအဲ့လိုပဲ6ပရိတ်4ထိပ်သူ့ဘောကနန်းပြန်ကြ6ပရိတ်4ထိပ်သူ့ဘောကနန်းပြန်ကြအခုဒီမှာ6ပရိတ်4ထိပ်သူ့အပေါ်က6နှစ်6ဒီမနစ်က6နှစ်6ပြန်ကြထားတာเนาะ အဲ့အဲ့ကောင်တွေရတယ်ဒီမှာနှစ်ထိပ်ဆောင်ကြဒီမှာသုံးထိပ်ဆောင်မှကြတာကုသုံးရှိဒီမှာလေးထိပ်ဆောင်မှကြနော်အဲ့အဲ့ပြန်ကြကနန်းဆောင်မှထွက်မဲ့ကနန်းဒီသုံးနှစ်ကြော်တဲကခုနကကျွန်တော်ပြောတဲ့သုံးနောက်ပိတ်နှလုံးထောင်နေသူ့ဘေးကကနန်းဆိုရင်တစ်ခွန်တစ်ကဟာဒီဘွဲမှာထိုးကိုထိုးရမှာနော်အဲ့ပထမကျွန်တော်ပြခဲ့တာကဒီသုံးခွက်ဆောင်စင်းကိုပြတာနော်အဲ့ဒါတွေကလည်းဒီမှာသုံးခွက်ဆောင်စင်းပြီးပေါက်မလား အဲ့၃ခွက်ဆောင်စင်းကိုမယူဘဲနဲ့ကျွန်တော်တို့အခု၃ဘိတ်နှလုံးထောင်၄ဘိတ်နှလုံးထောင်ဒီမှာ၅ဘိတ်နှလုံးထောင်နဲ့ဘေးရကဏ္ဍကိုယူရင်လေအတူတူပဲတူပဲနော်အဲဒီကောင်မှာတော့နှမ်မြူနှမ်မြူခွဲကစားသွားတယ်ဒီဒီ၃ခွက်ကတမျိုးနော်ဒီ၃ခွက်ကတမျိုးကျွန်တော်ကစားတယ်အဲ့မှာစုံချက်ကဒီကဏ္ဍတစ်ခွက်တည်းထွက်တာခွန်တစ်တစ် တင်းနောက်ဘိတ်တွေရှိပါတယ်စောတဲ့ကျွန်တော်ပြထားပေးသားဒီဘွဲမှာတင်းနောက်ဘိတ်ရှိတယ်ဆိုတာတင်းနောက်ဘိတ်တွေရှိတယ်တင်းနောက်ဘိတ်ဆိုင်ပဲရောက်သွားတယ်တင်နောက်ပိဆိုင်ရှိတင်နောက်ပိဆိုင်ကတဲ့ဟိုဒီ9ဇွန်နဲ့ခုနှစ်ထဲမှာ တင်နောက်ပိတ်เนาะသုံးတင်လို့ဖြစ်အဲ့ဒီသုံးကအောက်တဘွဲကြောင့်မှာသုံးထိတ်လို့ထည့်ပြီးမှာ သူ့ဘေးမှာတင်နောက်ပိတ်စကြတယ်နောက်တစ်ခါ၅ဇွန်နဲ့ခုနှစ်ထဲမှာတင်နောက်ပိတ်ဒီမှာစကြတော့နှစ်နောက်ပိတ်ပြီးမှာကြအဲ့ဒီနှစ်ဒီအောက်တဘွဲကြောင့်နှစ်ထိတ်လို့ထည့်ထားပြီးမှာသူ့ဘေးမှာတင်နောက်ပိတ်ကြတယ်အဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီ၅ဇွန်နဲ့ခုနှစ်ထဲဒီဘွဲကိုတင်နောက်ပိတ်လို့ထည့်လိုက်တော့ သူကဒီမှာတင်းနောက်ပိတ်ပြီအဲ့ဒီတင်းနောက်ပိတ်ဒီအောက်တပွဲကျော်ကိုတစ်ထိတ်လို့သူထည့်တာနော်အဲ့သူကဘယ်ရောက်သွား3 3 1 2 2 1အခုတခါ1 1 1ဆိုရင်ဒီပွဲမှာတင်းနောက်ပိတ်ရှိအတင်းနောက်ပိတ်ရှိတယ်ဆိုတော့ကျွန်တော်တို့၃နှစ်ကျော်ကခဏအဘူးကိုဒီခဏခွန်1 1ဆိုတဲ့ခဏလေး တကွက်ထည့်တင်တာပေါ့နော်ဟုတ်တယ်မဟုတ်လားအဲ့ဒါအကြိုက်ဆုံးကနန်းပဲ